fundamental theorem of calculus ကိုအဓိကသိတာဖို့လိုတယ်အဓိကဘာလဲဆိုတော့စိတ်ထဲမှာဘာကိုရှိရင်ဘာထွက်လဲဆိုတဲ့ဒီ gradient function တွေပေါ့နော်အဲ့ဒါတွေကိုဟိုကျွမ်းကျွမ်းကျင်ကျင်ရှိတိုင်းအခုလိုမျိုးအဲနှစ်မှတ်တန်တွေဘာတွေမှာ ဖြုတ်လာရင်ကိုကလည်းပြန်ဖြုတ်လို့ရတယ် င်္ဂလာပါဆရာဘမဆရာဒီနေ့ develop မှာ great 12 method of integration အခန်းကမေကွန်ဟောင်းပေါ့နော်2024ခုနှစ်နှစ်မှတ်တဲ့မေကွန်ဟောင်းလေးကိုဆရာဆွေးနွေးခြင်းနဲ့အဲဆရာတယောက်ကဆရာမေးတယ်ဒါနှစ်မှတ်တန်လားတဲ့သိကောင်းတဲ့မေကွန်ပါနော်ဒါဆိုဆရာတို့ဒါလေးစဉ်းစားကြည့်အောင်ဆိုတော့ဆရာပေးထားတဲ့မေကွန်က xe is equal to the x over x plus 1 the whole square ကို integrate လုပ်ခိုင်းတာဆိုတော့အဲမြန်မာကျောင်းနှစ်မှတ်တန်မေကွန်ဆိုတာက20အဆင့်ပြစရာမလိုဘူး နောက်ဆုံး final answer ကိုချရေးနိုင်ရင်ပြီးပြီ။သုံးမှတ်တယ်နေငါးမှတ်တယ်နေဆိုတော့20အဆင့်တွေကိုဆရာတို့ပြရတာပေါ့နော်။ဆိုတော့ဒီမှာဆရာတို့ကအမှတ်တွေကိုဆရာတို့ကအဲအဖြေကိုချရေးရမယ်။ချရေးရမယ်ဆိုတော့နှစ်မှတ်တန်ဆိုတော့နှစ်မှတ်တန်ကိုအဲစဉ်းစားတဲ့အချိန်အားလည်းအကန့်အသတ်ရှိတယ်။နော်20ကလည်းအကန့်အသတ်ရှိလိမ့်မယ်။အဲ့တော့ဘာဖြစ်လဲဆိုတော့ပြောချင်တာအချိန်သိယူလို့မရဘူးပေါ့နော်20အရှိရေးနေဆရာသွားလို့မရ။အဲ့တော့ဆရာတို့ဘာကိုသိတာရမလဲဆိုတော့ phenomenal theory of calculus ပေါ့နော်။ရိုးရိုးလေးပြောမယ်ဆိုရင်တော့ ဘာကိုရှိတ်လိုက်ရင်ဒီ function ထွက်မလဲဆိုတော့ပြန်စဉ်းစားရမယ်။เนาะအဲ့တော့ဆရာတို့ကနံပါတ်1စဉ်းစားမှာပါလဲဆိုတော့နံပါတ် key point ကအဲ ddx of เนาะ e power x ကို differentiate လို့ e power x ထွက်တယ်ဆိုရင်အချက်တစ်ချက်ရှိတယ်။ဒါနံပါတ်1တစ်ချက်နံပါတ်2တစ်ချက်ကကြတော့ဆရာတို့ ddx of အမ x + 1 the whole square ဆိုတဲ့ဒီပိုင်းကြီးအကောင်ကဘယ်သူ့ကိုရှိတ်ရင်ရမလဲဆိုတော့အာ x + 1 power -1 ကိုရှိတ်ရင်ရနိုင်တယ်။ တန်တရားရှိတာပေါ့နော်ဆိုတော့ power ကိုရှေ့ချလိုက်မယ်တစ်ထက်လျှော့လိုက်ရင် x+1 power negative 2အဲ့တော့သူ့ကို positive index နဲ့လို့ကျင်နော် x+1 power the whole square ဒါဆရာတို့တန်တရားရှိတဲ့အချက်နှစ်ချက်အဲ့တန်တရားရှိတဲ့အချက်နှစ်ချက်ကိုပေါင်းပြီးတော့ဆရာတို့ function တစ်ခုတည်ဆောက်ကြည့်မယ်နော်အဲ့တော့ ddx of နော် e power x multiplying by ဒီကောင်နော်ဒါလေးပေါ့နော်ဒါ e power x ဆိုတာဒါပြောတာဒီကောင်လေးကကြတော့ x+1 power negative 1ကပိုင်းခြေမှာရှိနေမယ် x+1 ပေါ့ဒါကိုဆရာတို့ differentiate လုပ်ကြည့်မယ်အောက်ထားမယ်အပေါ်ရှိမယ် e power x နော် minus quotient root quotient root တော့မှာအပေါ်ထားမယ်အောက်ရှိမယ် over အောက်ကိနှစ်ထပ်ဆို x+1 the whole square ပေါ့အဲ့တော့သူ့ကိုဆရာတို့ကဒီမှာစဉ်းစားကြည့်မယ်ဆိုရင် equals နော်သူဘာထွက်လာမလဲဆိုတော့ e power x ကိုဒါဒီလိုဝင်မြှောက်လိုက်ရင်เนาะ x e power x နဲ့ e power x နဲ့ဆိုပြီးဒီလိုထွက်လာမယ် x e power x plus e power x minus e power x over x plus 1 the whole square ပါဒီလိုခြေလိုက်ရင်ဘာရအောင်လဲဆိုတော့ x e power x over x plus 1 the whole square အဲ့ဒါဒီအခုဒီဆယ်လို့ရခဲ့တဲ့ function ကဘာတူလဲဆိုတော့သူ integrate လုပ်ခိုင်းတဲ့ function အဲ့တော့ဒီ function ကိုဒါ integrate ပြန်လုပ်မယ်ဆိုရင်အခုဆယ်လို့ရလာတဲ့ function ကိုဒါ integrate ပြန်လုပ်မယ်ဆိုဒီဖြေထွက်မှာပေါ့အဲ့တော့ဒါလေးကိုပဲဆရာတို့ e power x over x plus 1ဆိုပြီးတော့ဆရာတို့အဖြေကိုချရေးလိုက်ရပြီဒါပေမဲ့ arbitrary constant c တော့မမင်းနဲ့အဲ့ဒါကြံငယ်ရင်အတိတ်ပဲလုံးဝပြောင်းသွားတဲ့အတွက်နော်ဒါကဆရာတို့က တန်တရားရှိတဲ့အခြေအနေကနေပုစာကိုချင်းကပ်ပြီးတော့စဉ်းစားအဲ့တန်တရားရှိတဲ့အခြေအနေကိုဆရာတို့ကဘယ်လိုမျိုးရနိုင်လဲဆိုအတွေ့အကြုံအရနိုင်တယ်နီနီဆက်ဆက်ပေါ့နော်တန်တရားရှိတဲ့ function ကိုနီနီဆက်တိဆောက်ပြီးတော့ရှေ့ကြည့်လိုက်တော့ fortunately ကန်ကောင်းတော့မှဆိုတာနဲ့သူလိုချင်နေတဲ့ function ကြီးရသွားတယ်နော် integrate လုပ်ခိုင်းတဲ့ function ကြီးကိုရသွားတယ်ပေါ့နော်ဒါမှအဖြေထွက်သွားတယ်ပေါ့ဒါတွက်နီးမလို့ဒီဖြေထွက်ဖို့တည်းဆရာတို့စဉ်းစားတာဟုတ်ပြီဒီလိုမျိုးစဉ်းစားနိုင်ဖို့ဆိုရင်ကျောင်းသားကဒီ fundamental theory calculus လိုမျိုးပုံစံတွေကို များများ တွက်ထားတဲ့အတွေ့အကြုံနော်သူ့ရဲ့အတွေ့အကြုံလို့တယ်အလေးအချင်းနဲ့အတွေ့အကြုံကဒါအဖြစ်မှန်ကိုအမြန်ဆုံးနဲ့အနည်းဆက်ဆုံးပို့ဆောင်ပေးနိုင်တယ်ဆိုတဲ့သဘောရှိတယ်ဟုတ်ပြီသူ့ကိုလေကြီးရိုးရိုးရိုးနဲ့ဆရာတို့တွက်ကြည့်ရအောင်တွက်ကြည့်ရအောင်ဆိုတော့သူ့ကိုဆရာတို့က let နော် integration by bots တော့မယ် x e power x ကိုဆရာ u ထားလိုက်မယ် u equal x e power x ဟုတ်ပြီအဲ့တော့ dv dv equal က1 over x plus 1 the whole square dx ပေါ့သူ့ကို differentiate လုပ်တော့ du over dx ပေါ့အဲ့တော့ရှေ့ထားမယ်နောက်ရှေ့မယ် plus အနောက်ကိုထားမယ်အရှေ့ရှေ့တော့1ဆိုတော့ zero ရဲ့ condition ကအဲဒီလိုရှိနေတယ်အဲ့တော့သူ့ကို zero က e power x ကိုဘုံထုတ်လိုက်ရင် x plus 1 times e power x dx လို့ရမယ်ဟုတ်ပြီဒါတပိုင်း ဒီဘက်ကဆီရင် integrate လုပ်မယ်ဟုတ်ပြီအဲ v equal to ဆိုရင် integrate လုပ်တော့ x 1 power -2 power of tick ပေါင်းတော့ -1 အောက်ကို x 1ဆိုပြီးချပြီးအဲ့ power new power နဲ့စာရဒီကောင်ပေါ့ဟုတ်ပြီအဲ့တော့ဆီရောသူ့ကို uv ဆိုတော့ဆီရော uv เนาะ u နဲ့ v နဲ့ဆီရောဒီမှာမျှောက်ရမယ်เนาะဒီ u နဲ့ v နဲ့ဒီလိုမျှောက်ရမယ်မျှောက်ရမယ်ဆိုတော့ x e power x over အာဒီမှာ minus နဲ့လာမယ် x 1 minus integral vdu vdu ဆိုတော့ဒီကောင်နော်2နဲ့ဒီလိုဒီကောင်နှစ်ကောင်မြောက်မှာအဲ့ minus ဒီရဲ့ရှေ့ကိုထုတ်လိုက်တော့ plus ဖြစ်သွားမယ်1 over x plus 1 du ကကြတော့ x plus 1 e power x dx အဲ့တော့ x plus 1ညို့ဆရာတော့ဒီလိုခြေလိုက်မယ်ဆိုရင် minus x e power x over x plus 1 e power x ကို integrate လုပ်တော့ e power x ပေါ့เนาะ तू อ่ะ ဒီနေရာမှာတော့ဆရာတို့ arbitrary constant c ကိုနောက်ဆုံးမှာပဲထည့်လိုက်မယ်။ဒါနည်းနည်းလေး simplify ဆရာတို့ဆက်လုပ်ကြည့်မယ်။ဆက်ရှင်းကြည့်မယ်။ x + 1ပေါ့။ဒါတစ်ခါလေးထည့်တာလည်းမအောင်ဖြစ်ပါဘူး။ဆိုတော့ x e power x plus 1 သူ denominator 1ရှိရဲ့ x plus 1နဲ့သူ့ကိုမျှရင် x e power x plus e power x အဲလိုရှိရအဲ့တော့ x e power x နဲ့ x positive နဲ့ negative နဲ့လို့ခြေလိုက်တော့နောက်ဆုံးအဖြေဒီဘယ်လောက်ရမလဲဆိုတော့ equals e power x over x plus 1 plus c အဲဒါဒါဆရာတို့ခုနကရခဲ့တဲ့အဖြေပဲဆရာတို့လေကြီးတို့တို့နေရဒါနှစ်မှတ်တံမလားဆိုတော့ကြည့်ရှုသူနေနဲ့ကိုယ်တိုင်စဉ်းစားကြည့်ပေါ့ဗျာနောက်ထပ်တနည်းနဲ့ဆရာတို့သူ့ကိုတွေ့ကြည့်အောင် နော်ဒီကဆရာတို့ definition ကိုတိဆောက်ကြည့်မယ်တိဆောက်ကြည့်မယ်ဆိုတော့သူ့ကို e power x ကိုဆရာတို့ကနော်ဒီလိုလေးထားပြီးတော့ x over x plus 1 the whole square dx equals အဲ့တော့ဆရာတို့သူ့ကိုဘယ်လိုတိဆောက်မလဲဆိုတော့ e power x ပြီးရင်ဒီကောင်က x plus 1 minus 1 over x plus 1 the whole square dx အဲ့လိုထားလိုက်မယ် ဲ့တော့ plus 1နဲ့ minus 1ကဆရာတို့ဒီနေရာကအဲ့ဒါအဲ့ဒါပညာပဲနော်အဲ့ဒါပညာပဲအဲ့တော့တိဆောက်ယူလိုက်တာအဲ့ဒီပညာကိုနော်ဘယ်လိုရှာရမလဲဆိုတာအတွေ့အကြုံကရှာရတယ်နော် equals အဲ့တော့ဆရာတို့ကဘာဖြစ်သွားမလဲဆိုတော့သူ့ကိုအဲဒီလိုခွဲရည်လို့ရပါတယ် integral နော် e power x နော်အပေါ်မှာ x plus 1ဆိုတဲ့ကောင်နော် over uh, x plus 1 the the whole square not the the ground ဒီလိုလေးဆရာဒီလိုလေးရေးထားလိုက်မယ်ပြီး minus 1 over x plus 1 the whole square dx နော်အဲ့ဒါခွဲရေးတယ်ဆိုတော့အဲ့ဒါကိုပြောတာပေါ့နော်အဲ့လိုခွဲရေးလိုက်အဲ့တော့ဆရာတို့ဘာလို့လို့ရလဲဆိုတော့သူကဒီလိုတစ်ထပ်ကြည်သွားတာပေါ့သူ့ကိုဆရာတို့ integrate လုပ်ကြည့်အောင်နော်အဲမလုတ်ခင်မှာသူ့ကို fraction တွေကိုဒီလိုမျိုးပြန်ပြီးတော့ခွဲရေးလာမှာ e to the power x over x plus 1ကတကူ နော်နောက်တစ်ခုက minus အဲ dx ပေါ့နော် minus e to the power x over x plus 1 square ပေါ့ integrate dx ဒါတခုဟုတ်ပြီအဲ့တော့ဒီအခြေအနေနှစ်ခုတော့ရသွားပြီရသွားပြီဆိုတော့ဆရာတို့ကို let နော် uv ဆရာ integration by parts မှာ uv ထားပြီးဆရာ integrate လုပ်ကြည့်မယ်။နော် u equal to ဆရာ x 1နော်။ Oh sorry 1 over 1 over x plus 1 dv equal to e power x dx ပေါ့နော်အဲ့တော့သူ့ကို differentiate လုပ်ရေ du သူ power negative 1ကြီးလေနော် power ကိုရှေ့ချပြီးတစ်ထပ်လျှော့ရေ negative 1 over x plus 1 the whole square dx အလိုရပါမှာဒီဘက်ကကြတော့ integrate လုပ်ရေ v equal to e power x အလိုရမယ်အဲ့တော့ဆရာတို့က equals ထိုးလိုက် ဒီ definition ကို integrate လုပ်တဲ့ကောင်ဆရာတို့ကအရင်ရေးမယ်ဆိုရင် uv ဒီနှစ်ခုမြောက်လိုက်တယ် e power x over x plus 1 minus integrate v du v နဲ့ du နဲ့မြောက်တယ်ဆိုတော့နော်ဒီအရှိက minus ကြီးရှေ့ထုတ်လိုက်ဆရာတို့ plus ဖြစ်သွားမယ်နော် v e to the power x over x plus 1 the whole square dx ပေါ့အဲ့တော့ပြီးတော့နောက်ဒီကောင်ကြီးကိုဆရာတို့ကပြန်ကူးရမယ်နော်အဲ့ကောင်ကြီးကိုပြန်ကူးရမယ်ဆိုတော့ negative နော် integral e power x ပေါ့နော် integral e power x over x plus 1 the whole square dx အဲ့တော့ အခုဒီမှာကြည့်ရှုသူတွေနဲ့ဒီအတွဲလိုက်ကြီးကအပေါင်းနဲ့နှုတ်နဲ့ဒီလိုခြေလိုက်ရင် e to the power x over x plus 1 plus arbitrary constancy ဒါပဲပြန်ရတာပဲဆိုတော့ဒီပုံစံကိုပဲအခုဒီကောင်ကကြာ integration by parts ကတော့မပါမနေရဆရာတို့အဲအသုံးပြုခဲ့ရတဲ့နည်းလမ်းတစ်ခုအဲဒီနေရာမှာတိဆောက်ယူတဲ့ကိစ္စလေးတစ်ခုဒီမှာဝင်လာတာလေးတစ်ခုရှိရတွေ့လားအဲ့ဒါတိဆောက်ယူလိုက်တာနော်အပေါင်း1အနှုတ်1ထဲ ဆရာအဲ့ဒီတိဆောက်ယူတဲ့ကိစ္စဆရာဘယ်လိုသိလဲဆိုအဲ့ဒါပညာပဲเนาะဘယ်လိုသိလဲဆိုတော့ဆရာတို့မှာအတွေ့အကြုံကနေပြီးတော့တန်တရားဖြစ်လာတဲ့เนาะ function တွေရှိတယ်အဲ့အတွေ့အကြုံကနေတန်တရားဖြစ်လာတဲ့ function တွေကိုဆရာတို့เนาะလက်တဲ့စမ်းကြည့်လိုက်တဲ့အခါမှာတန်တဲ့သွားတာလည်းရှိတယ်မတဲ့ဘဲနဲ့ re attempt ဒုတိယကြိမ်ထပ်ပြီးတော့ကြိုးစားရတာတတိယကြိမ်ထပ်ပြီးကြိုးစားရင်းနဲ့မှနောက်ဆုံးအဖြစ်မှန်ကိုရောက်သွားတာမျိုးလည်းရှိတယ်။အဲ့တော့ကြီးကြီးသူအနေနဲ့ဘာကိုအဓိကလမ်းလောက်အောင်လဲသိရမလဲဆိုတော့ fundamental theory of calculus ကိုအဓိကသိတာဖို့လိုတယ်။အဓိကဘာလဲဆိုတော့စိတ်ထဲမှာဘာကိုရှိရင်ဘာထွက်လဲဆိုတဲ့ဒီ gradient function တွေပေါ့နော်။အဲ့ဒါတွေကိုဟိုကျွမ်းကျွမ်းကျင်ကျင်ရှိတိုင်းအခုလိုမျိုးအဲနှစ်မှတ်တန်တွေဘာတွေမှာ ဖြုတ်လာရင်ကိုကလည်းပြန်ဖြုတ်လို့ရတယ်။နော်အဲ့ဒါလေးသိစေချင်တယ်။ Thanks for watching. बाहें